မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အပိတ်၃လုံးတွင်နေနဲ့နောက်ထပ်အပိတ်၄လုံးဂျူဒေနီကိုတွင်နေတဲ့ကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်ဒီတွင်နေကတော့ကျွန်တော်၅၆၃၆၈ခုတပင်မှာတင်ပေးထားတဲ့နီးဖြစ်ပါတယ်ဗောနော်ဒါအပိတ်၃လုံးဖြစ်ပါတယ်၆၆၅၉၆နှစ်မှာနီးအပိတ်၃များလေးလေးမှာ၄အပိတ်ဒါအပိတ်၄လုံးဗောနော် တုံများလေးလေးမှာလေးအပိတ်ပြီးရင်နင်းနေတဲ့မှာတည်အပိတ်ချင်းလေးတုံမှာ၃အပိတ်ချေချောင်းတုံနှစ်တုံများ9009 900 3006 963ပြီးတော့ဒီ38တုံများအပိတ်မှာကျွန်တော်68000ဆိုပြီးရှားပေးသွားတဲ့အတွက်ကြောင့်မို့ကျွန်တော်38တုံများအပိတ်ဖောက်သွားခဲ့တယ်ဗောနော်တုံများအပိတ်ပုံတူတာဆိုပေမဲ့ခုနှစ်အပိတ်ခြာပေးသွားခဲ့တဲ့အတွက်ဖောက်သွားတယ်ဒီ၄၅ခုတုံများအပိတ်မှာကြတော့ ဝေတော်များလေးလေးအနိစာတာပေါ့နော်နေနေတိရှင်းလေးသုံးရှင်းရှောက်သုံးနေတော်များကိုခွန်ခွန်ကိုမှာကိုအပိခွန်နေရ3ခွန်ခွန်ရှိကိုလေး5ရှောက်သုံးဒီ5ခွန်တော်များအပိမှာ6ရှိခွန်နေဆိုတဲ့အတွက်ကြောင့်မို့ခွန်နေအပိခြားပြီးတော့ခြားပြီးတော့ခေတာဖြစ်တယ်ပေါ့နော်ပြီးခရစ်တပတ်မှာတော့ကျွန်တော်မတင်ပြလိုက်ရဘူးเนาะပြီးခရစ်တပတ်မှာကျွန်တော်အပိတ်20အတိတ်ကိုတင်ပြထားတယ်ဆိုပေမဲ့အပိတ်20အတိတ်ကလည်းဖောက်သွားခဲ့တာဖြစ်ပါတယ် โอเค68คนเดียวนี้ทะบีเลลาจิไปบ่เนาะ669 68คนสุดแล้วด้วยอยู่ในนี่ก็ที่6โก3เจ็งปองพี่รออนาคก็9เนี่ยทับปองท่าราဖြစ်ပါတယ်63 48 89ปองสักคนဖြစ်มั้ยบ่เนาะ68 8โกนี่เนี่ยปองชิน30ตัวเนี่ยก็3เนี่ยปอง3 68ตัวเนี่ย3อไปมา1 1 9ชาไปตัวได้บ่เนาะถ้าจังหมดไอ้นี่มา9อไปဖြစ်ပါတယ်โอเค1 1 9ตัวเนี่ยก็เนี่ย ချစ်ချိန်အတွက်ထပ်ပြီးလေ့လာခြင်းပဲပေါ့နော်266နိနစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီအပေါ်ကယူတဲ့နေ့တိုင်းပဲရှောက်ကိုလည်း3ချိန်ပေါင်းပြီးတော့ကိုယ်နဲ့ထပ်ပေါင်းရမှာဖြစ်တဲ့အတွက်ပေါင်းရှင်းခွန်ရမယ်ပေါ့နော်ခွန်ချစ်တုံများသုံးအပိတ်ဆိုပြီးတော့ဒီအပိတ်လေးလုံးကတော့ဆက်ပြီးပြင်ခဲ့တာဖြစ်တယ်ပေါ့နော်ခွန်ချစ်တုံများသုံးအပိတ်ဆိုပြီးရတာဖြစ်ပါတယ်ဒါကအပိတ်လေးလုံးယူတဲ့နေ့ဖြစ်တယ်ပေါ့နော်ဒီနေ့ပေးမှာ တပင်ပြအခြေတဲ့အတွက်ကြောင့်မို့ကျွန်တော်မတင်ပြတော့ဘူးပေါ့နော်နောက်ထပ်ကျွန်တော်အပိတ်သုံးလုံးယူတဲ့နေ့တွင်းနေ့အတိတ်ကိုကျွန်တော်တို့မိတ်ဆွေများလေ့လာလို့ရအောင်ဒီနေ့နဲ့တကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါလေးကတော့ကျွန်တော်အပိတ်သုံးလုံးယူတဲ့နေ့တွင်းနေ့အတိတ်ဖြစ်ပါတယ်ပေါ့နော်။ဒီ6ခွန်ဒီအပိတ်၃လုံးဖြစ်ပါတယ်။6ခွန်ဆိုတဲ့အတွက်9အပိတ်၊10အပိတ်မှာ6တော်များ6ဆိုတဲ့အတွက်6တလုံးအပိတ် တင်းနှရှောင်းအပိတ်မှာရှောင်းရှောင်းနဲ့နှင်းအပိတ်ဖြစ်ပါတယ်။သုံးများတင်းကအပိတ်ဆိုပြီးရတယ်။ရှောင်းရှောင်းကဆိုရတဲ့ငါးတလုံးအပိတ်ချပေးသွားတယ်ပေါ့နော်။နှစ်သုံးခုအပိတ်မှာကိုးရှောင်းနဲ့နှင်းအပိတ်ဖြစ်ပါတယ်။ကိုးသုံးများလေးအပိတ်မှာသုံးများလေးလေးဆိုရတဲ့လေးတလုံးအပိတ်၊သုံးများတင်းကအပိတ်မှာနှင်းနှစ်တိဆိုရတဲ့တိတလုံးအပိတ်၊သုံးလေးရှစ်ထက်က၈လေး၃ဆိုရတဲ့သုံးအပိတ်ရှိကူသုံးအပိတ်မှာရှေရှောင်းသုံးဆိုရတဲ့သုံးတလုံးအပိတ်ရှိကူသုံးမှာကိုးတလုံးအပိတ်နှစ်တုံညကို ရှစ်ကိုသုံးအပိတ်သုံးလုံးထဲကကိုးတလုံးအပိတ်ခွန်ခွန်ကိုငါးချောက်သုံးများထဲကသုံးများတလုံးအပိတ်ခွန်သုံးများသုံးများချောက်ခွန်တစ်ထဲကခုနှစ်အပိတ်သုံးခွန်ခွန်ကိုးသုံးများလေးသုံးလုံးထဲကလေးတလုံးအပိတ်ရှစ်ကိုလေးနှစ်သုံးခွန်ထဲကငါးချောက်သုံးသုံးအပိတ်ခွန်ရှစ်နှစ်အပိတ်သုံးလုံးထဲကခုနှစ်တလုံးအပိတ်ချောက်ရှစ်ခွန်ဒီနေ့နဲ့ခွန်ခုနှစ်အပိတ်ချပေးသွားခဲ့တာလေးကိုတော့ကျွန်တော်တို့တန်နေနေတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ โอเคဒါဆိုရင်ကျွန်တော်တို့ဒီ6ချောက်ခွန်နေတော့မစပြတော့ဘူးပေါ့နော်မတက်ပြတော့ဘူးဒီ9ချောက်3တပင်ကနေ6ချက်ခွန်ရှားပြီးသွားတဲ့တပင်ကို လေးလာကြည့်အောင်ပေါ့နော်ဒီအတွင်းဒီအတိုင်းမှာ6ချက်ခွန်တပင်ကနေမိတ်ဆွေများပြန်ပြီးတော့စစ်ကြည့်လို့ရတယ်9ခွန်က7တုံးတစ်ကြိမ်9ခုက14ဒီခုနှစ်ကတစ်ကြိမ်၄နှစ်ကြိမ်6ခွန်55ပြည့်ရင်နေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။အဲဆိုရင်ကျွန်တော်နှစ်3ပေါင်းချင်း9 9နဲ့ပေါင်းချင်း30ပေါ့နော်။ လေးခွန်စတေးတင်းနဲ့နေပေါင်းသုံးဖြစ်မယ်ခင်ဗျာဒါဆိုရင်သုံးကိုတစ်တိုးတာလေအဲ့ဒီလေးကိုလည်းကျွန်တော်နောက်ထပ်အနေနဲ့လေးနဲ့ထပ်ပေါင်းတော့ရှင်းဖြစ်ပါတယ်သုံးလေးရှင်းအပိမာရှင်းလျှောက်ခွန်ဆိုတဲ့အတွက် sorry ကျွန်တော်ဒီမှာဒီလေးကိုသုံးချိန်ပေါင်းရမှာဖြစ်ပါတယ်နှစ်ချိန်ပဲပေါင်းပြီးသွားတယ်ဗောနော်ဒီတစ်ကိုလေးသုံးချိန်ပေါင်းမယ်ဒီလေးကိုလေးသုံးချိန်ပေါင်းမှာဖြစ်ပါတယ် စရငါခွန်ကဆနေ3တကြိမ်ငါကူဆက်လေးခုနှစ်ကတကြိမ်၄3၄နှစ်ခွန်ပေါင်း9ဖြစ်မယ်ဗောနော်ငါနေရာမှာ9ဖြစ်သွားမယ်ဒီငါနေရာမှာ9ပြောင်းသွားမယ်ဗောနော်၄ကို3ကြိမ်ပေါင်းမယ်အစားကျွန်တော်နှစ်ကြိမ်ပဲရှိမိသွားတဲ့အတွက်ကြောင့်မို့ဖြစ်ပါတယ်အဲဆိုရင်ဒီ3ရက်ခွန်ရပေါင်းရင်10ဖြစ်သွားမယ်ဗောနော်ဒီ3နဲ့ဒီ9နဲ့ပေါင်းရင်10နဲ့4ပေါင်းရင်6 695ငါးနဲ့2ပေါင်းခွန်ရမှာဖြစ်ပါတယ် ခွန်ရှင်းရှိကိုလေးပေါင်းရှင်းဆက်နေပါတော့ဒီမှာတည်ရင်မိသွားတယ်ခွန်ရှင်းနှစ်အပိတ်မှာရှောင်းရှိခွန်ခုနှစ်အပိတ်ဖြစ်ပါတယ်ခွန်ရှင်းနှစ်အပိတ်မှာရှောင်းရှိခွန်ဆိုပြီးဒီမှာရေးပြထားတယ်ပေါ့နော်ဒီတန်းနည်းအတိုင်းပဲဒီအပေါ်အပင်တွေကိုအဲမဲရှိပြပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်ဒါဆိုရင်ဒီခွန်ရှင်းနှစ်ပေါ့နော်ရှောင်းရှိခွန်တပင်ကနေနိနိခွန်ချပေးသွားတဲ့တပင်ကိုလေ့လာကြအောင်ရှောက်ကူက55ဒီ3တကြိမ် သုံးနှစ်ချိန်ပေါင်းရှင်း6သုံးများတစ်ချိန်သုံးတလီသုံးသုံးများနဲ့ပေါင်းရှင်း3နေနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။အစွန်းသုံးနှစ်နှစ်ပေါင်းငါးငါးနဲ့ပေါင်း30သုံးကိုကဆယ်နေရာတွေအတွက်နေ3သုံးကို4ပေါင်းရှင်း9ရာတွေအတွက်နေ3ခွန်အပိတ်3လုံးထဲကနေနှစ်ခွန်ဆိုတဲ့အတွက်ခုနှစ်အပိတ်6ပေးသွားတာဖြစ်ပါတယ်။နေ3ခွန်အပိတ်မှာနေနှစ်ခွန်ပေါင်းနော်။ဒီအပေါ်အပေါ်အပင်ကိုကျွန်တော်အရှိမတင်ပြထားတဲ့ဤဒီနဲ့မရှင်ပြန်ပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော် ။ဒါဆိုရင်ချစ်ကြိမ်အတွက်ကျွန်တော်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီ6နဲ့6နဲ့ကစနစ်ဖြစ်မှာဖြစ်ပါတယ်။ပြီးရင်ချစ်တကြိမ်လေးတက5 4ကတကြိမ်လေ3လေရစနစ်ပေါ့နော်ဒီလေ3လေရစနစ်နေနဲ့လေးပေါင်းရှင်း6ပြီးရင်နေနဲ့ထပ်ပေါင်းมาဖြစ်ပါတယ် နေနဲ့ရှိပောင်း၃၄နဲ့၆ပောင်း၃၅နဲ့နေပောင်းခွန်ရတဲ့အတွက်ကြောင့်မို့ခွန်ကိုတည်တူတာရှင်းရှင်းကို၄ပောင်းရှင်းစနစ်ဆိုတဲ့အတွက်ခွန်ရှင်းနစ်အပိတ်၃လုံးစပြီးတော့ရတယ်ပေါ့နော်ဆက်ပြီးမပြီးရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်နေ၃ခွန်အပိတ်ပြီးတော့ဒီရှစ်ချိန်မှာတော့ခွန်ရှင်းနစ်အပိတ်ဆိုပြီး20အရာရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အရှိမအပိတ်၄လုံးနဲ့တစ်ပြီးညီကြည့်မယ်ပေါ့နော်ဒီအပိတ်၄လုံးကလည်းပေးနေတာဖြစ်တယ်ပေါ့နော် ဒီနိနိခွန်တပင်မှာအသုံးကားဆိုရင်ကျွန်တော်ခွန်ချစ်တော်များသုံးအပိတ်ပါနော်။ဟာဆိုရင်နိသုံးခွန်အပိတ်ဆိုတဲ့အတွက်ခွန်နဲ့သုံးနဲ့အပိတ်ပေါ့နော်ခွန်သုံးအပိတ်ထဲကခွန်နဲ့တလုံးအပိတ်နိနိခွန်တရားပေါ်မှာတော့ခွန်နဲ့တလုံးအပိတ်၆၈ခွန်ပါနော်။ခွန်ချစ်တော်များသုံးခွန်ရှင်ဆိုတဲ့အတွက်ကျွန်တော်ခွန်ချစ်အပိတ်ပို့ပြီးအားသာသွားမှာဖြစ်တယ်ပေါ့နော်။ဒါအတွက်နည်းအရာဖြစ်ပါတယ်။ โอเคကျွန်တော်ရဲ့ video ကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကြမှာစိတ်ချမ်းသာပြီးတော့ကောင်းကျိုးလူရင်းစံသာတွေပြည့်စုံကြပါစေ။ကကြည်တုံးပါပြီးလဲကြော်လွားနိုင်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။